အားလုံးပဲမင်္ဂလာပါခင်ဗျစာရေးသူပုံမင်းနိုင်ရဲ့ Optical YouTube Channel မှာအားလုံးကိုနှွေးထွေးစွာနှုတ်ခွန်းဆက်သက်လိုက်ပါတယ်ခင်ဗျဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူပုံမင်းနိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ဘာရီတို့ပြောတဲ့ဖုန်းတစေးဆိုတဲ့ဇာတ်လမ်းလေးရဲ့စာသင်တစ်ခုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျကျုပ်လည်းတနေ့လဲထဲမှာလှုပ်เสียအလောက်ကလည်းမရှိအိမ်မှာလည်းအဖေနဲ့အမေနဲ့ကအိမ်နေတော့ပြင်းတာနဲ့ရွာထဲကဘာရီတို့အိမ်ကိုထွက်လာခဲ့တယ် ဘိုင်ဒိုဆိုတာကျို့တို့ကြောက်ချောင်းရွာကဘဝတုဒအတော်လေးစုံတဲ့လူကြီးတယောက်ဗျတကယ်တော့ကျို့တို့ကြောက်ချောင်းရွာဆိုတာတစ်ချိန်လုံးကအခုလောက်ထိမစည်းကားခဲ့ဘူးဗျရွာရဲ့လေခွင်းနေအနီးကချောင်းတွေထဲမှာတခါတလေကြောက်တွေရွာကန်လူတချို့ကရားကြတယ်ဗျရောင်းလို့ရတဲ့ကြောက်စိမ့်တွေပရင်ကြောက်တွေနဲ့တခါတလေနီလာတွေလည်းချောင်းထဲမှာမျောပါလာကြတယ်ဆိုပဲအရွယ်သားတော့တိတ်မကြီးမားပြီမဲ့ကြောက်စိမ့်တွေနီလာတွေရရင်တော့လေငါးဤကလောက်ကိုဝဲလို့ရတယ်ဗျ ပရင်ကတော့တိတ်တန်မိုးမကြီးမားပြီမဲ့စုပြီးရောင်းရင်တော့သူကလည်းတွက်ချေကြိုက်တယ်ဆိုပဲအဲ့ဒီလိုနဲ့တန်မိုးကြီးကြောက်တွေချောင်းထဲမှာတောင်ကျရေစီးချောင်းနဲ့အတူမျောပါလာတာကစပြီးကြောက်ချောင်းရွာလို့အမိတွင်နေတာပါပဲဗျာဒီချောင်းကလည်းအကျုပ်ကိုဘာကြီးတို့ကပဲပြောပြခဲ့တာဗျအခုဘာကြီးတို့ကအသက်90ကျော်နေပြီဘာကြီးတို့ကအရန်သဘောကောင်းတာဗျသူကအင်္ဂလိပ်ဂျပန်ကစ်ကိုမိခဲ့တဲ့ရှေးလူကြီးတယောက်ပဲဗျာသူ့မှာသားတယောက်နဲ့တမိနှစ်ယောက်ရှိရလေအကြီးဆုံးဆိုသူရဲ့နာမည်ကထွေးကြီး သူ့ကိုကြတော့ဗာကြီးတို့ကအကြီးမခေါ်ပြီးအလက်ကတော့ဥတက်ထွန်းသူ့ကိုကြတော့တားလက်လို့ခေါ်တယ်ဗျဒီလိုပဲအငဲသုံးသမီးနာမည်ကခင်ကြီးတဲ့ဗျာသူကတော့ကံမကောင်းရှာဘူးတရက်ကတဖက်ရွာမှာဘုရားပွဲရှိလို့နွားလေးနဲ့အပေါင်းသင်းနေစုပြီးတွားကြရင်လဲပေါ်ကပြုတ်ကြပြီးအသက်ဆုံးရှုံးခဲ့ရတယ်ဗျအသက်20ရွယ်သူသမီးငယ်လေးနာရီနောက်နာရီ9ရက်အချိန်မှာပဲနှလုံးရောဂါအခံရှိတဲ့သူစနီးဒေါ်ဖွားကြီးပါ ဆုံးပါသွားတယ်ဗျာတပူပေါ်တပူစင့်ဆိုတာဒါပဲပြုံးဟင်ဗျရှင်းရသမီးမြေမကြသေးခင်မှာနောက်ကဇနီးရလဲသမီးအလောင်းလေးမှာကောက်ကငင်းကဆုံးပါသွားပြန်ယုံကျတို့ရွာဘက်ဒီမှာအလောင်းကပုံပြက်ပန်းပြက်သေးတာမဟုတ်ရင်ရွာထဲကိုခုနှစ်ရထားတယ်ဗျအဲ့ဒီနောက်ဖဲဝိုင်းတွေနဲ့မသားရှင်တွေကဖဲဝိုင်းနာမှာအကောက်ကောက်ကြရတာပေါ့ဗျာဒီကြားထဲထူးထူးဆန်းဆန်းမသားကန်ထရိုက်လောက်ကြတဲ့သူတွေကလည်းရှိသေးပါဗျမသားကိုဗန်းပြပြီးစီးပွားရေးသမားတွေကတက်တက်ကိုရှိတာ အရက်ခေါ်တော့မသားဝဲတယ်ဆိုပဲဗျကျုပ်ပြင်မသားဝဲတယ်ဆိုတဲ့စကားကိုနားမလဲတဲ့အချိန်မှာကြားတော့တင်းချိုင်းကိုတွားပြီးမသားတွေတူးပြီးရောက်ရင်စီးပွားဖြစ်အောင်မယ်လို့တွေးမိသေးတယ်ဗျဘယ်လိုလဲကျုပ်ကြံမပိုင်ဘူးလားဟဲဟဲဒါနဲ့ဘာကြီးတို့ပဲဆက်ကြရပါဗျာဘိုင်းတို့လည်းနောက်ပိုင်းမှာတမိကြီးနဲ့တားလက်တို့အိမ်အောင်ကြတော့သူပိုင်ဆိုင်တဲ့လဲတွေရာတွေနွားတွေပေးပြီးသူကတော့သူ့မိန်းမနဲ့အတူနေဘူးတဲ့အိမ်ကလေးမှာပဲနေတာဗျ အတော့ကိုတန်ရောစင်ကြီးတဲ့ဘာကြီးတို့ပါဗျာနောက်မှသူ့ရဲ့ငယ်ဘဝအချက်ဇလန်ကိုကျုပ်ရှင်းပြပေးမယ်ဗျဘာကြီးတို့ကသူ့သားနဲ့သူ့သမီးကိုပေးထားတဲ့လဲတွေတွေကစဘာပေါ်ချင်ရောက်ရင်သူ့အတွက်သုံးပုံတစ်ပုံယူတယ်ဗျကျုပ်မသိခင်တော့ဘာကြီးတို့ကသားသမီးတွေစီကကောင်းမွန်ဖြတ်ယူတယ်လို့ထင်တာဗျနောက်မှသိလိုက်ရတာဘာကြီးတို့ကသူ့ပိုင်းဆိုင်တဲ့များတွေကတဲအိမ်လေးကလွယ်ပြီးကျန်တာအကုန်လုံးသားနဲ့သမီးကိုပေးလိုက်တယ်ဆိုပဲဘာကြီးတို့ကသူ့အတွက်ရတဲ့စဘာတွေပြောင်းတွေ တင်းထန်တွေကိုရောင်းချပြီးအလူတွေပဲလှုပ်တယ်ဗျအခုလိုအသက်ရွယ်ရတဲ့အချိန်မှာခန္ဓာဝန်းသာတဲ့တန်တရားလန်းသာဖို့ဖြည့်တင်းရမယ်လို့ဘိုင်းတို့ကအမြဲပြောလို့ရှိရင်အခုကြောက်လေအိမ်မှာလှုပ်စရာမရှိလို့ပြင်းတာနဲ့ဘိုင်းတို့အိမ်ကိုရောက်လာခဲ့တော့ဘိုင်းတို့ကသူ့ရဲ့ပြင်းတော်အင်္ဂလိပ်ရှိရမကြီးပင်ကွပစ်ကလေးမှာထိုင်းနေတယ်ဗျသူ့ချိန်မှာတော့ရေနွေးခရအိုးနဲ့လေမတ်တစ်ချက်ချထားပြီးထန်းလျောက်ခဲပကံကလည်းအသိမဲ့ပြို့ဘိုင်တို့ကရေနွေးချမ်းနဲ့ထန်းလျောက်ခဲကိုတိတ်ကြိုက်တာဗျ ပြီးတော့သူ့အချင်းကပြောင်းဖို့ဘက်ဆေးလိပ်ရှည်ကြီးတွေကိုတောက်ရင်ဟိုတွေ့ဒီတွေ့ပေါ့ဗျာဒီလိုနဲ့ကြောက်လေဘာကြီးတို့နာရောက်လာတော့ဘာကြီးတို့ကကြောက်ကိုကြည့်ပြီးဟာမောင်ဖြိုးပါလားကြည့်ရတာလုံးစရာအလုံးမရှိလို့ငါးတီလာလေတယ်ထင်မအဲ့လိုပြောပြီးရေမောပြီးစတဲ့နှုတ်ဆက်တာပါပဲဗျာကြောက်လေဘာကြီးတို့နာသွားကကိုပြစ်ကလေးမထိုင်တော့ဘာကြီးတို့ကရင်းနှီးချမ်းပကံကိုကမ်းပေးပြီးကဲမောင်ဖြိုးရင်ထန်းလက်လဲစားရင်းနှီးချမ်းလဲတောက်ပြီးရင်တော့ပောက်ကရရီမမင်းနဲ့ ြုတ်လေဘာကြီးတို့စကားကိုကြတော့ခေါင်းနဲ့နဲ့ကုတ်ကဘာကြီးတို့အရင်ဆုံးပြုံးပြရတာပေါ့ဗျာဒီလိုမှကြုတ်ဆက်စုချင်တာတွေသိရမှာမဟုတ်ဘူးလားဒီလိုဘာကြီးတို့ရဲ့ကျုပ်တို့ရွာထဲမှာစိန်ကြောင်းတွေပြောတဲ့စကားသံတက်တက်ကြားလိုက်ရတယ်ကျုပ်တို့ရွာဘုန်းကြီးကျောင်းမှာဘုန်းကြီးသက်စီရှိခဲ့တယ်ဆိုတာတကယ်လားဗျကျုပ်လည်းရောက်ရောက်ချင်းသိကျင်တာတမ်းမေးလိုက်တော့ဘာကြီးတို့ကသူ့ဝတီတိုင်းပဲကျုပ်ကိုဆဲလိုက်ပြီးပြောင်းမှုဘက်ဆေးလေရှည်ကြီးကိုဖွာကအခုလိုပဲပြောလိုက်တယ်ဗျအေးမင်းလာကလေးကငါ့ကိုတခုခုမေးတော့မှဆိုတော့ငါကြိုသိနေတယ် အဲ့စိန်ကောင်းကောင်းကြီးကဘာမှသိချာမသိပဲကြာဘူးနာဝစကားတွေကိုပဲပြောနေရကွကျုပ်လည်းဘာကြီးတို့စကားကြားလိုက်တော့ကျုပ်ထင်တဲ့အတိုင်းဖြစ်မလာတော့စိတ်နှင်းငယ်ကြသွားပြီဘာကြီးတို့ကိုပြန်မေးကြည့်ရတာပေါ့ဗျာဘာကြီးတို့ဒါတို့ရွာဦးကျောင်းမှာသူတို့ပြောသလိုဘုန်းကြီးတစေတကယ်မချီဘူးလားဗျရှိတာတော့ရှိခဲ့တာပေါ့ကွာဒါပေမဲ့စေကောင်းတွေပြောသလိုတို့ရကန်တွေကို तू ကဘာမှမလုပ်ဘူးကျုပ်လည်းဘာကြီးတို့စကားကြတော့အနေငယ်ပြောရှင်သွားပြီးကျုပ်အကျင့်တိုင်းစပြီးစက်သူပါလေရောဒါနဲ့ဘာကြီးတို့က ချုပ်ကိုစကားများလုံးလို့တခါတလေမောင်းတော့ကြလို့ခဏခဏပြောလို့ရှိရင်အကြောင်းကတော့ဗျာစကားများလို့တောက်ကြသမီးကြီးတွေတောက်ကြသားသမီးတွေစကားများတယ်ဆိုပြီးနှိုင်းချင်ပြီးခေါ်လိုက်တာပေါ့ဗျာချုပ်ကလည်းဘာရီတို့ကိုချုပ်ကတောက်ကြမဟုတ်ဘူးကြာတာပရိပါလို့ပြောတော့ဘာရီတို့ကဘာပြောတယ်ထင်လဲဗျချုပ်ကိုကြွက်ဆုပ်တဲ့သူစိတ်ပျော်တဲ့အချိန်ချုပ်ကိုကြွက်ဆုပ်လို့ခေါ်လေးရှိပြီးသူဝင်းငယ်စိတ်ညစ်နေတဲ့အချိန်ဆိုရင်မောင်းတော့ကြရစကားများလိုက်တာအဲ့လိုပြောတယ်ဗျာ ကဲမတူးပါဘူးဗျာစကားများလက်စနဲ့တော့ကြုတ်လေဘာကြီးတို့သူသေးရဲ့ဘုန်းကြီးတဆေချောင်းမေးလိုက်တာပေါ့ဗျာအဲ့တော့ဘာကြီးတို့ကပြောင်းမှုဖက်စေးလိတ်ကြီးကိုပွားရင်အခုလိုပဲပြောပြတယ်ဗျအချိန်ကာလအားဖြင့်အင်္ဂလိပ်ဆိုရာမြန်မာနိုင်ငံကိုလဝါကြီးအုပ်စိုးနေတဲ့အချိန်ပဲဖြစ်တယ်ဗျနိုင်ငံရေးရဲ့လူငယ်တွေကိုချွေးတဲ့စကန်ကိုပို့ပြီးနှိပ်စက်စေခိုင်းကြတာလည်းဖြစ်လို့နိုင်ငံရေးလူငယ်တွေဆိုရင်သူတို့လိုင်းပုံရှောင်နေရတဲ့အထိဖြစ်ခဲ့တာပေါ့ဗျာကာလတော့ကြာသူတို့ကြီးစိုးပြီးတဲ့နောက်မှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ဂျပန်တို့ရဲ့အကူအညီနဲ့အင်္ဂလိပ်တို့ဗမာမျိုးကနေခွေးသေးဝက်ပြေးပြေးခဲ့ရတာပေါ့ဗျာထိုချိန်မှစပြီးအင်္ဂလိပ်တို့ကျူးကျော်စနစ်ကပြက်စီးခဲ့ပေမဲ့ကျောက်တို့မြန်မာနိုင်ငံကလည်းကြားကြိုက်လို့ရှင်ကြီးအားကိုရှင်ကြီးတုတဲ့ဆိုးဆိုသလိုဂျပန်တွေကအင်္ဂလိပ်တွေပြိုပြီးရရဆက်ဆက်တိုင်းပြည်ကိုတဖန်ပြန်ပြီးအုပ်ချုပ်ကြတာပေါ့ဗျာကျောက်ခုပြောပြမယ်အကြောင်းအရာလေးရတော့ဂျပန်တွေအုပ်စိုးတဲ့ကာလတခုမှာဖြစ်ခဲ့တာပေါ့ဗျာ ခမရတို့လည်းအတိပဲလေဂျပန်နေဆိုတာမိန်းမငယ်လေးတွေလမ်းလျှောက်တာမြင်အောင်ဆွဲလာရန်လာလုတ်တက်ကြပြီအာရမဝါရီနဲ့လက်နဲ့နေပြပြီချင်းချောင်းဇောကားရတာပေါ့ဗျကျုပ်တို့မြန်မာမျိုးသမီးပြို့တွေမှာလည်းဒင်းတို့ကြောင့်အရှက်တကွဲအကျိုးနဲ့ဖြစ်ရသလိုအိမ်တော်တဲ့ယောက်ျားတွေမှာလည်းကိုထမင်းကိုစားပြီးဒင်းတို့သားသမီးတွေကိုကျွေးမွေးဆောင်ရှောက်ရသည့်အထိပကုံးထမ်းခဲ့ရတယ်ဗျဒင်းတို့ကလင်းရှိသားမရှိလင်းရှိသားမရတော့မရှောင်း ဟောင်းနေခွေးမတော်အလုံးမပေးကြမဲ့လူသားတွေဆိုတော့လေဘာသာရေးလည်းမသိဖះเจ้าငယ်နေတော့ဖနက်တွေစီးပြီးသွားကြတယ်လို့ကျောင်းဝင်းထဲမှာလူတန်းကြတဲ့ပစ္စည်းဥထာတွေကိုသူတို့အမေလင်းအိမ်နေလိုပဲဗျာယူတင်တိုင်းယူနေကြတာပေါ့ဒင်းတို့ရက်စက်မှုတွေအကြောင်းပြောပြရင်ကုံမာလည်းမဟုတ်လို့လူရင်းတို့ရှင်မဲ့ပြောတော့မယ်ဗျာတည့်ရမှာဘာကြီးကျိုးရှိတဲ့ယူအိုဂျပန်တပ်တွေရောက်လာပြီအိမ်တွေခြံတွေထဲမှာရှိတဲ့ကြက်တွေဝက်တွေနွားတွေပါမကြမ်းလိုက်လံဖန်းစီတက်ပြက်ပြီးညဘက်ဆိုရင်စားတော့ပွဲတွေကျင်းပကြတဲ့ဗျာ အဲ့တော့ဗာကြီးတို့အသက်က20ကျော်ပဲရှိသေးရဲ့ဗျ။သူ့ကိုရွရွရတော့မောင်တို့လိုပဲခေါ်ကြတယ်။ဒီလိုနဲ့တော်လန်ရေးတက်တွေရဲ့ပျောက်ကြားစနစ်နဲ့ဂျားပြတ်တိုက်ခိုက်မှုတွေကြောင့်ဂျပန်စစ်ဘုံနဲ့အတူဂျပန်တပ်သား90လောက်အထိနာပြီးမောင်တို့တို့ကြောက်ချောင်းရွာမှာစကန်းချကြတဲ့ဗျာ။ရွာကိုရောက်ရောက်ချင်းမှာပဲသူတို့ရဲ့ရုံမှာရက်ဆက်မှုတွေကစပြီးဇိုက်ပြကြတာပေါ့ဗျာ။ရွာမှာရှိတဲ့အိမ်တွေကဆန်တွေအိမ်မွေးတိရစ္ဆာန်တွေနဲ့ကျွဲတော်ရီပါမကျန်သူတို့ကအပိုင်စီးတော်တာပဲဗျာ ဲ့ဒီအချိန်မှာပဲမောင်တိုးရွာတကြီးကဂျပန်လေးကိုသူ့မျက်နှာရာရင်လိုလီသေးမရှိအောင်ကတ်ပြီးဖားနေရောဗျရွာထဲကိုဂျပန်လေးလှုပ်ချင်တိုင်းလှုပ်တာကိုလည်းခွေးပြူပေးတဲ့အပြင်သူကိုယ်တိုင်ကလည်းဂျပန်တွေနဲ့လိုက်ပြီးရွာသားတွေကိုဖိနှိပ်ပြတယ်ဗျာဂျပန်စစ်ဘုတ်ဘေးကဂျပန်စကားပြန်လည်းအတော်လေးဆိုးတယ်ဗျကိုလူမျိုးအချင်းချင်းဂုတ်သွေးဆုပ်ပြီးတိုင်းတစ်ပါးသားဖင်ကိုချီးဆေးပေးတဲ့လူမျိုးဆိုတော့မောင်တို့တို့တရွာလုံးဂျပန်တွေကိုကြောက်ရတကြီးယုံနဲ့စကားပြန်ဆိုသူကိုကြောက်ရနေအကြောက်တရားကတရွာလုံးကိုပုံလွှမ်းနေရောပါဗျာ ။ဒါကြောင့်အချုပ်တန်းစရာပေးရဲ့တွေးမိတိုင်းအယိုးနာသည့်အမျိုးပါဆဲကျင်ပေါ့လေဆိုတဲ့တေးထက်ကဒီလိုလူမျိုးတွေကိုမြင်နေရလို့ရေးခဲ့တာပဲဖြစ်မယ်ဗျ။ကြောက်ချောင်းရတရားလုံးကလူငယ်တွေဆိုရင်လည်းနေရှိသမျှလဲခွင်းနဲ့တွိုင်းတော့တကြီးနဲ့သူတို့စီကိုတရောဦးတင်ရတယ်ဗျ။အဲ့ဒီလူဘာမှမပြောပဲရွာပြင်ထွက်တာနဲ့ပြန်လာရင်နှိပ်စက်တော့တော့ပါပဲဗျာ။တကြီးရလေသူမတရားသိမ့်မိုက်ဝဲယူထားတဲ့ရွာလေရဲ့ဥပုသာချန်ကျကြီးကိုဂျပန်နေဂျပန်နေကိုထားတယ်ဗျ။ ဂျပန်တွေကလည်းလက်နက်ကြီးတကားကားနဲ့ခြံထဲမှာရှောက်ပတ်သွားရင်ခြံပြင်ဘက်ကမိမတွေဖျက်ရှောက်တာမြင်အတင်းဆွဲလာရန်လာလုပ်ပြီးဂျပန်စစ်ဗိုလ်စီကိုပို့ကြတယ်ဗျကြာတော့ရွာထဲကမိမလေးလည်းအိမ်ထဲမှာပဲကုတ်နေရတယ်ဆိုပဲဒီလိုနဲ့တနေ့မှာစကပြန်နဲ့ဂျပန်တသားအချို့ဟာရွာဖုံးချောင်းဝင်းအတွင်းထဲကိုစစ်ပနက်တွေစီးပြီးဝင်ရောက်လာကြတယ်ရွာကပ္ပရာကြီးဥပိတလူနဲ့ကိုရင်ငယ်လေးတွေကတော့သူတို့ကိုကြောက်တာနဲ့သူတို့လုံးသမျှချောင်းကြည့်နေရတယ်ဆိုပဲဂျပန်တသားတွေကဖုံးချောင်းဆောင်ပေါ်တက်ရင် ဖုံးချောင်းမှာလှူဒန်းထားတဲ့စံတွေစီတွေကိုကိုရင်ငယ်လေးတွေနဲ့ကပ္ပရာကြီးကိုထမ်းပြီးထမ်းခိုင်းပြီးသူတို့စကန်းရှိရအောင်ပို့ခိုင်းလိုက်တယ်ဗျာတပန်အဲ့ဒီလောက်နဲ့မကျေနပ်နိုင်သေးပဲရွာဦးချောင်းစီကတော့တရားပိုင်ထက်မှရှိတဲ့ဘုရားကျေးဇူးတော်ကြီးကိုမပြီးတဲဖို့ပြင်ဆင်ကြပြန်တယ်ဆရာတော်ကြီးကလည်းသကပြန်ကြီးစီမေတ္တာရက်ခံပြီးကျေးဇူးတော်ကိုမယူဖို့မိန့်တာလည်းမရဘူးဗျဒါနဲ့ဆရာတော်ကြီးကဘုရားဆင်းလူတော်အရှိမလက်ကိုကာပြီးတားဆီးထားတော့ဂျပန်တသားတယောက်ကဆရာတော်ကြီးရဲ့ဥကောင်းကို တနက်နဲ့ချိန်ပြီဗျာပြစ်လိုက်ပြီစင်းနုတော်ကိုယူသွားတယ်ဗျဆရာတော်ကြီးကလည်းအဲ့ဒီနေရာမှာပဲပြန်လွန်တော်မူခဲ့တာပါပဲဗျာဒီလိုနဲ့ဂျပန်တသားတွေကစင်းနုတော်ကြီးကိုအတင်းတဲသွားပြီသူတို့စကန်းချရာနေရာသီးကိုယူသွားကြတယ်သူတို့ပြောတာတော့ဂျေစင်းနုတော်ကြီးကိုထုခွဲရောင်းထုခွဲပြီးရောင်းချမယ်လို့ပြောတယ်ဗျအတော်လေးအကုသို့ကြီးမားတဲ့လူတက်လိုက်ဆန်နေပါပဲဗျာဒါနဲ့မောင်တို့နဲ့တရွာလုံးလူစုပြီးဆရာတော်ကြီးကိုပြစ်တက်သွားတဲ့ကိစ္စကိုတကြီးနဲ့ဂျပန်တွေရှိရာခြံကြီးကိုသွားပြောကြတာပေါ့ဗျာ ဟဲ့မင်းတို့ရွာသားတွေသေခြင်းမီလားအခုကသူတို့ခစ်သူတို့စနစ်ကွာအကုန်ပြန်ကြမဟုတ်ရင်မင်းတို့ကသေကုန်မယ်ဘာတကြီးခမားကရွာလူကြီးဖြစ်ရနဲ့ရွာဦးချောင်းကိုသွားတာလေမတားတဲ့အပြင်ဆရာတော်ကိုတတ်သွားတာတော့ဂယုမဆိုင်ဘူးခမားတကယ်ကိုလောက်ကောင်းမယ်ဗျာရွာကာလာသောကောင်းဖြစ်တဲ့ကိုချက်ကြီးရဲ့စကားကိုကြားတော့တကြီးရွှေတို့ကလက်သီးနဲ့ကိုချက်ကြီးရဲ့မျက်နှာကိုပစ်ထိုးလိုက်တယ်ဗျာကိုချက်ကြီးကလည်းတကြီးရွှေတို့ရဲ့လက်သီးချက်ကိုကာပြီးခြေထောက်နဲ့တကြီးရင်ဘက်ကိုစောက်ကန်လိုက်တော့တကြီးဖင်တိုင်ကျသွားတယ်ဆိုပဲ ဒါနဲ့တကြီးနောင်မကြီးရဲ့ဂျပန်စစ်ဘုကတကြီးကိုကန်လိုက်တဲ့ကိုချက်ကြီးရင်ဝါကိုတနက်နဲ့၃ချက်တိတိပစ်လိုက်တော့ကိုချက်ကြီးလည်းနေရာမှာနေမဲ့လဲကြတိတ်ဆုံးသွားတာတဲ့ဗျဒီလိုနဲ့ကိုချက်ကြီးအလောင်းကိုတော့မနေ့တောင်းပန်ပြီးယူခဲ့ရတဲ့ဆိုပဲတနေ့ရဲနဲ့ဆရာတော်နဲ့ကိုချက်ကြီးကိုလူမဆန်သွားတတ်ဖြတ်ခဲ့တဲ့ဂျပန်တသားတွေနဲ့အမျိုးရုပ်လောက်ကောင်တကြီးနဲ့သကပြန်တို့ကိုတရွာလုံးကဘဲအခဲချိပါလိမ့်မလဲဗျာညနေဆောင်ရောက်တော့ဆရာတော်ကြီးရုပ်ကလက်ကိုရွာပြင်တုတ်တံမှာပဲတရွာလုံးလူစုပြီးလိုက်ပို့ကြတာတော့ တဲ့တော့အလောင်းထမ်းတဲ့သူတွေပဲခွင့်ပြုကြပြီ။ကြံတဲ့သူတယောက်မှရွာတဲ့ကိုမထွက်နဲ့လို့အမိန်ပေးကြပြန်တယ်။ကိုချန်ကြီးအလောင်းဆိုရင်လည်းသူ့မိသားစုတွေကပဲထမ်းပြီးရွာပြင်ပို့ကြရတယ်လေ။တိတ်ပြီးရက်ဆက်တဲ့လူတွေပါလေဗျာ။တရဏဂုံတီးဖို့ဆိုရင်လည်းရွာဥစင်းတွေကလည်းမကြံတော့ဘူးလေ။ပြီးတော့ရုပ်ဆော့အဆုံကိုရင်းတွေတော့ကိုရင်းတွေတောင်မှမရှိတော့ဘူး။ဘာလို့လဲဆိုတော့ဒီအာရမလောကသားတွေကအကုန်လုံးလူဝဲလဲခိုင်းလိုက်တဲ့လူတွေဗျာ။ ဒီလိုနဲ့ဆရာတော်ကြီးရုပ်ကလကူတော်ကိုတိုးနဲ့ကပ္ပယကြီးတို့ကဦးစီးပြီးအုတ်ကူတော်မလုတ်ခဲ့ရပဲမြေမြုပ်ပြီးတကြိုခဲ့ရတယ်ဆိုပဲကိုချာကြီးအလောင်းကိုတော်လဲဆရာတော်ရဲ့ရုပ်ကလက်ဘေးမှာတလန်အကွာမှာပဲဖြစ်တယ်လို့မြေမြုပ်ခဲ့ရတာပေါ့ဗျာဒါပေမဲ့ကပ္ပယကြီးကတော့အလောင်းနဲ့မြေမြုပ်တဲ့အချိန်မှာဒီလိုပြောတယ်ဗျဆရာတော်ဘေးက တပည့်တော်တို့ရောဆရာတော်စတင်ကြွလာကြတဲ့တက္ကဒကမားတွေအပေါ်မေတ္တာနဲ့လမ်းပြပြီးဆုံးမတုံတင်ခဲ့တယ်လို့အခုလိုတပည့်တော်တို့ရောမတရားအုပ်ချုပ်တဲ့တကြီးရဲ့ဆရာတော်ဖေယောကိုတတ်ခဲ့တဲ့မိစ္ဆာတွေရောဆရာတော်ကောင်းရလမ်းမကြွခင်ဆုံးမပေးတော့ပါဦးဖေယောကပ္ပယာကြီးကလည်းအဲ့လိုပြောပြီးငိုတယ်ဗျသူလည်းမိခိုးနေထိုင်ရနေရာမရှိတော့သူ့ကိုယ်သူလည်းဝမ်းနဲ့နေရပုံမဲဘာလို့လဲဆိုတော့ကြောင်းချောင်းရွာကလေးမှာဆရာတော်ဖေယောကြွရှိလာပြီးတဲ့ကသူကကြောင်းနိုင်ဆရာတော်ဖေယောကြီးရဲ့နောက်မှာပဲ နေတာဗျဒါနဲ့မောင်တို့လည်းကပ္ပယကြီးကိုနှစ်သိအိပ်ပြီးသူကိုယ်တိုင်လည်းမျက်ရည်ကျနေရဲ့ဗျပြီးတော့ဆရာတော်ဘုရားယုတ်ကလကိုထမ်းတဲ့အဖော်သုံးယောက်လည်းမျက်လုံးတွေကိုပါလာတဲ့တပတ်တွေနဲ့တုံးကြရတာပေါ့ဗျာဒီလိုနဲ့ကပ္ပယကြီးကိုမောင်တို့ကအိမ်မှာပဲခေါ်ထားပြီးရွာဦးချောင်းဝန်တို့ဂျပန်တွေကပဲသူတို့စခန်းချပြီးနေကြတာပေါ့ဆရာတော်ကြီးစီကအတင်းဆင်းအတင်းလူယူခဲ့တဲ့ခြေစင်းလူတော်ကြီးကိုတော့တကြီးအိမ်မှာပဲယာယီထားခဲ့တာပေါ့ဗျာတိတ်မကြဘူးဗျကပ္ပယကြီးဆူတောင်းပြေးခဲ့တယ်လို့ပြောရမှာပေါ့ ဂျပန်စကပြန်ကညာကြီးအချိန်မလို့အလေးသွားခြင်းလို့သူတပည့်နှစ်ယောက်ကိုခေါ်ပြီးကြောင်းရင်သာကိုသွားတဲ့အချိန်ဟေးကောင်မြဆန်နဲ့တိန်းဆန်ဟာဆရာချီတူကျုပ်တို့အိတ်ကောင်ကြီးရဲ့အချိန်မှာဘာလို့နှိုးရလဲဗျမြဆန်ရဲ့စကားကိုကြားတော့သကပြန်ချစ်သူကစိတ်တူပြီးမြဆန်ရဲ့ပေါင်ရိုက်ချလိုက်ဒီကဲရှာရှည်ခြင်းဝန်ကွာဘာမှစကားမများနဲ့မင်းတို့နှစ်ကောင်လုံးငါးနောက်ကိုပါဇက်ပိုက်ပြီးလိုက်ခဲ့သကပြန်ချစ်သူကစိတ်တူပြီးပါရိုက်လိုက်တော့မြဆန်ဆိုသူတွေထူပူနေတဲ့ပေါင်ကိုပုံရင်လိုက်လာခဲ့ရတာပေါ့ အဲ့ဒီနောက်ရွာဦးကျောင်းရဲ့အိမ်တော်ကိုတုံးရောက်တော့သွားကြတော့ပေါ့ဗျာညကလည်းအတော်လေးနဲ့နေပြီဗျဂျပန်စစ်ဘုံနဲ့ဂျပန်ကောင်တွေကတော့ဖျားကျောင်းဆောင်ရှိမှပြောင်းမြန်ကြီးကိုအိမ်နေကြတယ်ဗျဒီလိုနဲ့သူတို့ကျောင်းဆောင်အနောက်ဘက်ကအိမ်ဌာနအရောက်မှပဲအနောက်ကနေလေတိုးဆန်ကြီးတခုနဲ့ကျဲလောင်တဲ့ချင်းင်းတဲ့ချင်းင်းချတန်ကြီးတွေကိုသူတို့ကြားလိုက်ရတယ်ဆိုပဲဒါနဲ့သူတို့ကလည်းအနောက်တသုံးတရာသူတို့နောက်ကကြည့်တယ်လို့ခံစားလိုက်ရတာနဲ့အနောက်ကိုလှည့်ကြည့်လိုက်တယ်ဟေးကောင်များစင်ငါတို့နောက်မှာတခုခုရှိတယ်လို့ပဲကွာ အေးဟုတ်တယ်တိမ့်တယ်ငါလဲကြောရချမ်းပြီကျသိမ်းမွေးချင်းနေလေထတယ်ဟာညသက်နဲ့တိမ့်တယ်လို့နှစ်ယောက်လေအရှိကရှောက်နေရဲ့သူတို့ဆရာချစ်သူကိုကြည်လိုက်တော့လေဆရာချစ်သူကသူတို့နောက်ကိုလှည့်ကြည့်လာတာကိုတွေးလိုက်ရတယ်ဗျအဲ့ဒီလိုနဲ့ချစ်သူတို့လေချစ်သူကသူတို့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲချစ်သူရဲ့မျက်လုံးတွေကပြိုကျသွားပြီးဘောင်းမရှိချာမှလည်းတိမ့်တွေကလည်းထွက်ကြလာရဲ့ဗျပြီးတော့တုံးတစ်ခုကိုမြင်လိုက်ရတယ်လို့ပါဇက်ကလည်းအော်ဂျီပေမဲ့အတန်ကမထွက်တယ်လို့အမူအရာကြီးကလည်းအထင်သာဗျ။ဒါနဲ့သူတို့နှစ်ယောက်လည်းအနောက်ကိုပြိုင်းသူလှည့်ကြည့်လိုက်တာပေါ့ သူတို့နဲ့အောင်အနောက်ကိုဗျိုင်းတူလှည့်ကြည့်လိုက်တဲ့အချိန်မှာလဲမနက်ကဂျပန်တွေလက်ချက်နဲ့ပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးကိုတွေးလိုက်ရတဲ့ဆိုပဲဆရာတော်ကြီးရဲ့ဥကောင်းမှလည်းတနက်ရအပေါက်ကြီးနဲ့ပြီးတော့မျက်နှာတစ်ခုလုံးကလည်းတွေးအောင်မရှိသလိုပြာနှန်းနေရဲ့ဗျပြီးတော့ခန္ဓာကိုယ်ကြီးကလည်းကြောင်းတောင်နဲ့အရွယ်သားအတူတူပဲဗျပိုးပြီးကြောက်စရာကောင်းတာဆန်းကြသကောလောက်ရှိတဲ့မျက်လုံးနီနီရဲ့ရဲ့ကြီးတွေနဲ့သူတို့စိုက်ကြည့်နေရတယ်ဗျစကပြန်ကျတူးကတော့အဲ့ဒီနေရာမှာပဲတွေးပြထိတ်လန့်ပြီးလဲကြသွားတယ်ဗျပြီးတော့ဆရာတော်ကြီးကသူတို့နှစ်ယောက်ကိုကြည့်ပြီးဟဲ့ အကုသို့ကောင်းနေငါเจ้าမှာတယောက်မှမနေချောင်းနဲ့အကုန်လုံးထွက်သွားသားဆရာတော်ကြီးကတန်တဲ့ကြီးနဲ့ကျင်းဝါပြီးမောင်းထုတ်နေတော့မြားဆန်နဲ့တိမ့်တန်လုံးနှစ်ယောက်လည်းသတိမိတ်နေတဲ့သကပြန်ချစ်သူကိုပြစ်ထားခဲ့ပြီးចောင်းဝင်းနေကနေအပြင်ကိုထွက်ပြေးကြတာပေါ့ဗျာသွေးဦးသေးတဲ့နဲ့ဗသက်ကလည်း MLA ဖုန်းကြီးတည်းကြီးဆိုပြီးចောင်းဝင်းလည်းထွက်ပြေးကြတော့အိတ်ပြုံနေရဲ့ဂျပန်စစ်ဗိုလ်တွေနဲ့ဂျပန်တပ်သားတွေအကုန်လုံးနိုးသွားတာပေါ့ ဒါနဲ့သူတို့တွေလည်းအဲ့နေရာမှာထလာကြပြီးရှောက်ပဲကြီးလိုက်တော့ဇကပြန်နဲ့သူ့ရဲ့တပည့်နှစ်ယောက်အဲ့နေရာမှာမရှိတော့တာကိုလည်းတွေ့ရတယ်ဗျဒီလိုနဲ့အကြောင်းဝင်းတစ်ဖက်ရှောက်ကြီးလိုက်တော့အကြောင်းနောက်ဖက်မှာအိမ်နာဘေးမှာလဲကြလဲကြနေတဲ့ဇကပြန်ချတူးကိုတွေးလိုက်ရတာပါပဲဒါနဲ့ဂျပန်စစ်ဘုံနဲ့တပ်သားတွေလည်းလဲကြနေတဲ့ဇကပြန်အနာကတ်လာတဲ့အချိန်မှာပဲသူတို့ရှေ့တက်တဲ့မှာအရေးကြီးကြီးတစ်ခုကိုမြင်လိုက်ရတယ်ဗျဒါနဲ့သူတို့လည်းအရေးကြီးလာရအနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့ကျောင်းတော်ကြီးလောက်ရှိတဲ့ခန္ဓာကိုယ်နဲ့ဆရာတော်ကြီးကိုတွေးလိုက်ရတာပေါ့ ဆရာတော်ကြီးကလည်းသူတို့ကိုလက်ညှိုးနဲ့ထုတ်ပြီးသူတို့နားမလည်နိုင်တဲ့ဘာသာစကားတွေနဲ့အခုလိုပြောတာဗျထွက်သွားကြသံငါချောင်းမောင်မနေချောင်းလေးမဟုတ်ရင်မင်းတို့အကုန်လုံးတက်ပြင်းမယ်ဆရာတော်ကြီးကလည်းလက်ကြီးဆန့်ပြီးသူတို့ရှိကတိုးလာတယ်ဗျမျက်လုံးကြီးတွေကလည်းစံကြသကောလောက်ရှိပြီးနေရနေရပါပဲဗျဂျပန်တွေကလည်းသူတို့တက်ခဲ့တဲ့ဆရာတော်ကြီးကအကြီးကြီးဖြစ်နေပြီးသူတို့ဒီလာနေရမြင်တော့လဲစောက်တီမရပဲတနက်တွေပြစ်ချပြီပြေးကြတာပေါ့ဗျာသူတို့ပြေးရနောက်မှလဲ ဆရာတော်ကြီးကလက်ကြီးဆန့်ပြီးတလန်းချင်းရှောက်ပြီးလိုက်လာတာဗျဂျပန်နဲ့ဂျပန်ဘုံနဲ့ဂျပန်တွေလည်းကြောက်အလန့်အားနဲ့ထွက်ပြေးရင်ရွာပြင်ကိုရောက်လာတဲ့အချိန်မှာပဲအသင်းဆောင်တွေရဲ့တော်လန်ရေးတပ်သားကြီးနဲ့တွေ့ပြီးအကုန်လုံးပြစ်တက်ခံရလို့သိရတာပေါ့ဗျာတိုင်နမအနေဝင်ရောက်ကျူးလွန်ပြီးအင်ရှင်တွေကိုတရားမိတ်အနိုင်ကျင့်နေတဲ့ဂျပန်ရုပ်တွေလည်းရွာပြင်မှာဇက်သိမ်းခဲ့ရတယ်လို့ကျေးဇူးတော်ကြီးရှိနေတယ်တကြီးအိမ်မှာလည်းအခုလိုမျိုးဆရာတော်ကြီးက၆လမ်းလိုက်လို့တကြီးနဲ့သူ့တပည့်တွေတွေးပြက်ပြီးတေးကြရတာပေါ့ဗျာ မနက်လည်းရောက်ရောကပ္ပယကြီးနဲ့မောင်တို့တို့ကာလာကာလာသားတက်တိုက်ညကဆူညံပွက်လို့ရိုက်တဲ့နေနဲ့တနက်ပြက်တန်တွေကိုကြားရတော့လူစုပြီးတကြီးအိမ်ကိုရောက်လာတဲ့အချိန်မှာတကြီးမိမနဲ့တကြီးသမီးကတော့အိမ်ပေါ်ဝမှာငိုကြွေးနေရအောင်တွေ့ရတယ်ပြီးတော့ပြီးတော့ဂျပန်တွေနေသွားတဲ့အကြောင်းဝင်းတွေကလည်းဂျပန်တီတယောက်မှမရှိတဲ့ပြင်ဂျပန်တွေကြံခဲ့တဲ့လက်နက်တွေအိမ်သာနာမှာမျက်လုံးပြုတ်ပြီးလဲကြသေးဆုံးနေရတဲ့ကြပြန်ဂျီတို့ရဲ့အလောင်းကိုပဲတွေ့ရတယ်တဲ့ဗျပြီးတော့တနက်တန်နေကြရရွာပြင်ကိုလည်း ရွာပြင်မှာလဲဂျပန်တို့ရဲ့အလောင်းတွေကပုံကျဲနေရပါပဲဗျာ။ဒါနဲ့ရွာသားတို့သူလည်းရွာပြင်ကဂျပန်တို့ရဲ့အလောင်းတွေကိုကြည့်ပြီးကခုန်နေကြတဲ့အချိန်မှာပဲသူတို့ရှိရာကိုတနက်ကင်လူတို့သူရောက်လာခဲ့တယ်။သူတို့တွေလည်းအကြောင်းဆုံးမေးလိုက်တော့တော်လန်ရင်ကောင်းဆောင်ဘိုးကျော်သားတို့အဖွဲ့တဲ့ဗျာ။ညမောင်ရင်ကြအချိန်မှာဆရာတော်တပါးကြွလာပြီးဂျပန်တွေဒီရွာထဲမှာရှိကြောင်းသတင်းပေးသွားလို့အပြင်မှာစောင့်နေကြရတယ်ဗျာ။ကပ္ပယာကြီးနဲ့ရွာသားတွေအကုန်လုံးကတော့ဗဒအဟောင်းသားဖြစ်သွားတာပေါ့။အဲ့ဒီထဲမှာမောင်တို့တစ်ဖြစ်လေဘိုင်တို့လည်းပါတာပေါ့ဗျာ။ ဒါနဲ့အကြောင်းဝင်းတွေကဂျပန်တွေကြောက်လန့်ပြီးခြံထားခဲ့တဲ့တနက်တေတွေကိုဘိုးကျော်သားတို့အုပ်စုကိုအက်လိုက်ပြီးဂျွာတဲ့ကာလာသားတချို့လည်းဘိုးကျော်သားတို့တက်တဲ့ကိုဝင်ခဲ့လိုက်ကြတာပေါ့ဝင်ခဲ့လိုက်ကြတာပေါ့ဗျာဂျပန်တွေရဲ့အလောင်းနဲ့တကြီးတကြီးရဲ့သူတပည့်တွေရဲ့အလောင်းတွေပြီးတော့စကပြန်ရဲ့အလောင်းကိုလည်းဂျွာပင်တုတ်တယ်မှာပဲချင်းချင်းချင်းတူပြီးရောမြုပ်လိုက်ရတာဗျဆရာတော်ကြီးနဲ့ကိုချက်ကြီးရဲ့အလောင်းကိုတော့အခောင်းတွေပြန်ထုတ်ပြီးအုတ်ကူလေးနဲ့တေးတေးတေးချာချာကြာကြာနာနာလှုပ်ပေးခဲ့ကြတယ်။နောက်ရကြတော့ တခြားရွာကဆရာတော်ကိုပင့်ပြီးသုံးသပ်နေမှာတရားနာကြတယ်ပြီးတော့ဆရာတော်ကြီးနဲ့ကိုချက်ကြီးအပါဝင်တိတ်သုံးသွားတဲ့သူတွေကိုအမြဝေကြတာပေါ့ဗျာဆရာတော်ကြီးရဲ့ចောင်းဝင်းကတော့တိတ်ဆိတ်နေရပဲဗျတခါတခါကဖုံးကြီးတစ်ပါးကြွလာပြီးចောင်းဝင်းကိုအလူခံတော့ရွာသားတွေလည်းဝမ်းသာအားရလှူလိုက်ကြတာပေါ့ဗျာဧဘုံကြီးလည်းညာတွင်ချင်းပဲသင်ငန်းမနိုင်ပဲပြေးရတယ်ဆိုပဲနောက်တော့ဖုံးကြီးတွေတပါးပြီးတပါးသတင်းသုံးမှုလာတာလေတညတော့မခံပါဘူးဗျာဆရာတော်ကြီးဦးစောဒီကအချောက်လန့်ကျန်းနေဆိုပဲ နောက်တော့ဆရာတော်ကကပ္ပယယူအိမ်မက်ပေးတယ်။သီလသမားကြီးနဲ့ပြည့်စုံတဲ့ဆရာတော်တစ်ပါးလာရင်သူ့မိမတကြီးမိမအိမ်ဟာခြေစင်းလူတော်ကြီးကိုပြန်ပေးပြီးသူ့အတွက်ရည်သူပြီးနောက်တစ်ခါအမြဝေပေးပါတယ်ဗျာ။အဲ့ကြမှာစိတ်ချလက်ချသာဓုကုန်မယ်တဲ့ဗျ။နောက်တော့အခုလည်းရောင်းချောင်းဆရာတော်အရှင်ဝိမလကြွလာပြီးဆရာတော်ကြီးခိုင်းတဲ့အချိန်အကုန်လုပ်ပေးပြီးရဲ့နောက်မှာတော့ဆရာတော်ကြီးဥဇော်ဒီဥဇော်ဒီက6တာလန့်တာမရှိတော့ဘူးတဲ့ဗျအခုဆိုရင်တော့ ကျုပ်တို့ကြောက်ချောင်းရဖုံးချောင်းမှာရဟန်းတန်ခါတွေထက်ပြီးတရင်သုံးလာတာယနေ့ထိပါပဲဗျာဆရာတော်ကြီးဦးစောရီဇောတိကက6တယ်ဆိုပေမဲ့ရွာတွေကတပည့်အရင်ချတွေရဲ့ကောင်းတဲ့သူတွေရေကိုတော့သူမချောက်ဘူးတဲ့ဗျာဒါပေမဲ့ရွာတွေကိုလူသိုးလူမိုက်တွေဝင်လာရင်တော့ဆရာတော်ကြီးကចောင်းပေါဝါမှာပေါ်လာပြီး6လမ်းတက်တယ်ဗျာဒီပြည့်ရတွေပြည့်ပြီးရဲ့နောက်ပိုင်းမှာကြောက်ချောင်းရကိုဂျပန်တွေလည်းထပ်မရောက်လာတော့ဘူးဗျာ ရွာထဲကကလေးတငယ်တွေရှိတဲ့မိဘတွေကတော့သူတို့သားသမီးတွေငိုယူတဲ့အခါတိုင်းဦးစောကြီးလာမယ်လို့ခြောက်ကြတော့ကလေးတွေလည်းကြောက်ပြီးအငိုတိတ်တယ်လေဗျာအဲ့ဒါပဲမောင်ဖြိုးရေရွာကလာသားတွေပြောတဲ့အတိုင်းတော့သူတို့ပြောတဲ့ဘုန်းကြီးတစ်ထေရတရွာလုံးကို၆လမ်းနာမျိုးမဟုတ်ဘူးကွာသူတို့မိဘတွေကသူတို့ငယ်စဉ်ကအဲ့လို၆လမ်းခဲ့ကြလို့အခုလိုမျိုးတယောက်စကားတယောက်နားနဲ့ပေါက်ချားခဲ့တာပေါ့ကွာဘိုက်တို့ကအဲ့လိုပြောပြီးမောသွားတဲ့ဟန်နဲ့ရေနေချမ်းတစ်ခွက်ကိုတောက်လိုက်တယ်ကျုပ်လည်းစိတ်ထဲမှာမရှင်းတာတစ်ခုရှိတော့ ချွင်းညံမထားပဲဘာကြီးတို့ရေနွေးချမ်းတောက်ပြီးဒီလိုမေးလိုက်တယ်ဗျဘာကြီးတို့ပြောတဲ့အတိုင်းဆိုရင်ဘုံကြီးတက်စီဆရာတော်ကြီးကရွရွာကိုစောင်းချောက်တဲ့သူတော်ကောင်းကြီးပေါ့အေးဟုတ်တာပေါ့မောင်ဖြူရဆရာတော်ကြီးကတတော်ရင်းရရှိတင်ကလည်းတို့ရွာသားတွေအပေါ်အတော်လေးမြင့်တာထားတယ်ပြီးတော့သီလသမားကြီးနဲ့လည်းအတော်လေးပြည့်စုံတယ်ကွာဒါဆိုဆရာတော်ကြီးကတကြီးနဲ့သူတော်ပဲလူရဲ့စကဲပြန်ကြီးရဲ့ကိုတက်လိုက်တော့ဆရာတော်ကြီးလည်းအပြစ်ဖြစ်တာပေါ့မဟုတ်ဘူးလား ဘဲနဲ့မေးတဲ့ပငပြိုးရဲ့ဆရာတော်ကြီးကသူတို့ကိုကြောက်လန့်အောင်ကြောက်လန့်အောင်ဆုံးမခြင်းုံတတ်တတ်ပဲဖြစ်မှာပါကွပြီးတော့ရွာကနေထွက်သွားအောင်လဲနာနာရုပ်အသွင်ကိုပြပြီးနေတာပေါ့ဒါဟုတ်သူတို့ဘာသာလိပ်ပြလွင့်ပြီးတေကြတာလေးကွဲကျုပ်ကြားဘူးတာတော့ဗျာတချို့သူစေတရေတွေမြင်တာတော့နှပန်းလုံးကြတာတွေပြီးတော့မကြောက်ဘဲကြည့်နေကြရလေရှိရဲ့သူဒီလူတွေကြောက်အသက်အသက်တောင်တေတဲ့အထိဆိုတော့ကျုပ်တော့ယုံကခတ်တာဗျာ ကျုပ်အဲ့ဒီလိုပြောလိုက်တော့ဗာကြီးတို့ကသူ့ဝတီတိုင်းကျုပ်ကိုစကားများတယ်ဆိုပြီးမောင်တော့ကြလို့ခေါ်ပြီးဆဲတော့တာပေါ့ဗျာကျုပ်ကလည်းကျုပ်ပဲစိတ်ထဲမှာမရှင်ပွင့်ပွင့်လင်းလင်းမေးတော့ခတ်တယ်ဗျအဲ့နောက်ဗာကြီးတို့ကအခုလိုပဲထပ်ပြောပြန်တာပေါ့ဗျာအေးတချို့ကတော့မကြောက်ဘူးဆိုတာဟုတ်တယ်မောင်တော့ကြရေတကယ်တမ်းကြတော့လူတွေကတည်ရင်ဘဝတစ်မကူပြောင်းခင်မှာကုသအကုသအချိုးလျောက်တရေတစေဘဝနဲ့ခဏတာပဲဖြစ်ဖြစ်နှစ်တော်ကြဖြစ်ဖြစ် နေကြရတယ်ကွဲ့ အဲ့ဒီလိုနေတဲ့အချိန်မှာပဲကုသိုလ်ကောင်းမှုတွေကြောင့်ကမ္မစိတ်ထိတကိုးရှိကြသလိုအကုသိုလ်အလျောက်သိငယ်တဲ့ခန္ဓာကိုယ်တွေနဲ့လူဘဝတုန်းကခန္ဓာကိုယ်က မပြောင်းလဲနိုင်တဲ့သူတွေလည်းရှိတယ်။ဟုတ်ကဲ့ဗာကြီးတို့ကြုတ်လေဗာကြီးတို့စကားကိုထောက်ခံလိုက်ရတော့ပေါ့ဗျာဒီဒီတော့ဗာကြီးတို့ကပြောင်းမှုဘက်စိတ်လေးကိုမင်းကြီးပြီးတစ်ချက်ဖွာလိုက်ပြီးစက်ပြော်တယ်ဗျ။အေးအဲ့လိုပဲပေါ့ဆရာတော်ကြီးကဖယားသားတော်ဘဝခံယူတဲ့ကရဟန်းချင်းဝင်တဲ့အညီနေတိုင်းပြီးသီလတမာတိအကျိုးလေးရောက်ကမ္မစိတ်ထိရှိရဲ့နေမှာပေါ့ကွာ။ တကယ်တမ်းမကြောက်တတ်ဘူးဆိုတဲ့သူတွေကြောင်းလောက်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့နှစ်လိုဝယ်မရှိတဲ့ရုပ်သွင်နဲ့တရေကြီးတစ်ကောင်လုံးလာနေအောင်မြင်မင်းပြောသလိုနပန်းလုံးနိုင်မလားကို့စီလာနေအောင်မြင်ရတဲ့ထိုင်ကြည့်နိုင်မလားဆိုတာစဉ်းစားဖို့မောင်းတော့ကြရာဒီတကားတော့ကြုတ်လေထက်ပြီးအထုံမတက်ရဲတော့ဘူးဗျဘာကြီးတို့ကတေချာအချက်ချက်ရပြောတော့ကြုတ်တော့မေးစရာစကားကိုမရှိတော့ဒါနဲ့ပဲဘာကြီးတို့စကားကိုကောင်းကျင်ပြီးလက်ခံရတာပေါ့ဗျာဒါမှမဟုတ်ဘာကြီးတို့ကဘာကြီးတို့ကဆေးလိပ်ကိုဖွာရင်ဆက်ပြောတယ်ဗျပြီးတော့ ထိတ်သုံးသွားတဲ့သူတွေကလည်းသူတို့မျက်စိမှာသူတို့မျက်စိရှိမှတင်ပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးကိုညာရင်းချင်းကြောက်စရာပုံပြက်ပန်းပြက်ပုံစံတွေနဲ့တွေ့ပြီးအပြစ်လောက်ထားတဲ့သူတွေဆိုလည်းသူတို့ကိုပြန်တက်မယ်ထင်ကြတာပေါ့နောက်ဆုံးတော့သူတို့ကြောက်နေတဲ့စိတ်ကပဲပြန်တက်သွားကြတာပေါ့ကွာဘိုင်းတို့လည်းအဲ့လိုပြောပြီးမောသွားတဲ့ဟန်နဲ့ကျုပ်ကိုစိုက်ကြည့်လိုက်တာပေါ့ကျုပ်လည်းဒါမှဆိုမကြောက်တဲ့ဥစိုးပဲဘိုင်းတို့ပြောပြတဲ့ပုံစံတွေအတိုင်းဆိုကျုပ်လည်းသွေးပြတ်သွားနိုင်တယ်ဗျတကယ်တော့ခမရတို့ရော ညချိန်လမ်းသွိုင်းရင်ကျောင်းကုန်လောက်ရှိတဲ့ခန္ဓာကိုယ်သကောလောက်ရှိတဲ့မျက်လုံးရဲကြီးတွေနဲ့ပရဲကြီးတကောင်ကိုတွေ့မယ်ဆိုရင်ဘယ်လိုဖြစ်သွားနိုင်လဲတွေးကြည့်ဘူးလားဗျကျုပ်တော့ပြောရင်ဆိုရင်ကြောက်တောင်လာပြီဗျာလုံးလုံးတဲ့တော့ဘာကြီးတို့အကြည့်ကပိုကြောက်ဖို့ကောင်းတယ်ဗျကျုပ်လည်းဘာကြီးတို့ရဲ့အမူအရာကိုမြင်ပြီးအလိုက်တသိနဲ့နှုတ်ဆက်ရတာပေါ့ဗျာအခုဆိုရင်အသက်80ရောက်ရှိပြီဖြစ်တဲ့ဘာကြီးတို့လည်းမောနေရောပေါ့ဒါနဲ့ကျုပ်လည်းအိမ်ကိုပြန်လာခဲ့တယ်ဒီလိုနဲ့အိမ်မထဲမှာတော့ကျုပ်ကိုဆရာရော်ကြီးဦးသောတိကလိုက်လို့ပြေးလိုက်ရတာမှပစိုးတော်မနိုင်ဘူးဗျို့ ကဲဒီနေ့တော့ဒီလောက်ပဲတော်ပြီဗျာနောက်ရက်မှာတော့ဘာကြီးတို့တည်သွားပြီဘာကြီးတို့ပြောပြရဲ့တရသက်စေအကြောင်းတွေကိုဆက်ပြီးနားထောင်တော့မယ်ခင်ဗျားတို့လည်းသိကြရင်တော့ကြောက်ပြန်ပြောပြတာကိုနားထောင်ကြပါဗျာဟဲ့အားလုံးအိမ်မက်လာလာမကြပါလေခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ channel ကနေဒီနေ့တင်ဆက်ပေးခဲ့တဲ့စာရေးသူဘုံမြင့်နိုင်ရေးသားတဲ့မောင်ဖြိုးနဲ့ဘာကြီးတို့ပြောတဲ့ဘုံကြီးတသေးဆိုရဲ့ဇလန်းရဲ့စာတင်တက်ကဒီမှာတင်ဆက်လို့ပြီးပါပြီခင်ဗျာ နောက်တဲ့အပိုင်းသစ်တွေကိုလည်းအဆက်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။နားဆင်သူပရိသတ်များအားလုံးကိုနေ့စဉ်နဲ့အမျှချမ်းသာဒုက္ခရနိုင်ပါစေလို့ဆုတောင်းမြတ်တာပို့သရင်နောက်တဲ့အပိုင်းသစ်လေးမှာကျွန်တော်တို့ပြန်ဆောင်ကြမယ်နော်။